ောင်းမဲ့မင်္ဂလာပါကျွန်တော်ဟောကျွန်းနေပြည်ရဲ့ပြည်သက်လေးကိုပြန်လည်ပြီးတော့နှုတ်ဆက်ပါရခင်ဗျာအဲကျွန်တော်တို့ journey to there ရှမ်းရှိရှမ်းရှိတို့ခေးသွားခြင်းဆိုတဲ့အစီအစဉ်ကနေပြီးတော့ထပ်မံပြီးကြိုဆိုပါရစေအဲ့တော့ဒီနေ့ကျွန်တော်တို့သွားမဲ့နေရာကတော့အဲ Yingan Grados ပေါ့နော် Yingan ရဲ့ line ကိုနေတဲ့ Hanging Temple လို့ခေါ်တဲ့ချိတ်ဆွဲထားတဲ့ဖရာကျောင်းနေရာနှစ်ခုကိုကျွန်တော်တို့တွားရောက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ဒီ hotel ကနေပြီးတော့မှာအရင်ဆုံးသွားမှာကတော့အဲ Yingan line ကိုသွားမှာပေါ့နော် hotel ကနေဆိုလို့ရှိရင်တော့ဒါတနာ ਈ လောက်သွားရတယ်လို့ပြောတယ်အဲ ျွန်တော်တို့အခုရောက်နေတဲ့မြို့ကကြတော့ဒါထပ်တုံပေါ့ဒါတုံပေါ့ဒါတုံစီတီမှာဒီနေရာကကြတော့နယ်စပ်မြို့လည်းဖြစ်တယ်ရာသီဥတုကလည်းနည်းနည်းအေးတယ်ဒါပေမဲ့မနေ့ကကျွန်တော်တို့သွားတဲ့အဟူထန်ဟူတိုင်းတောင်ကတော့ပို့ပြီးတော့မှရာသီဥအေးတယ်လို့ကျွန်တော်သိရတယ်ပေါ့နော်အဲ့တော့ဒီနေ့သွားမယ့်နေရာတွေမှာရောအာဒါ UNESCO ဝင်တဲ့နေရာတွေလည်းရှိတယ်ပြီးတော့တရုတ်နိုင်ငံရဲ့ပြည်သူ့ကာလက်ရာတွေအင်ဂျင်မူဝင်တဲ့အများကြီးရှိတဲ့နေရာတွေဖြစ်တဲ့ခါကြတော့ဒါအလုံးလည်းဘုသူ့တာအများကြီးရမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့သွားမယ့်နေရာတွေမှာအတူတူလိုက်ပါရှိဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ် အခုဆိုရင်တော့ကျွန်တော်တို့ဒါရွင်းကန်လိုင်းကိုတွေကိုသွားမဲ့အနည်းဆုံးနေရာတော့ရောက်ပြီပေါ့နော်ဒါပေမဲ့ထပ်ပြီးတော့မှဒီကားလေးနဲ့သွားအောင်မယ်အဲ့တော့ဒီမှာခေးရတော့တော်တော်လေးသွားရတယ်ပေါ့နော်ကားလည်းတော်တော်လေးစီးရပါတယ်ရာသီဥတုလေးကတော့တော်တော်မိုက်ပါတယ်မိုးလည်းအရင်မရောဘူးအေးစင်စင်လေးဆိုတော့အရင်မိုက်တယ်โอเคလိုက်ကြည့်ပါဦး thank you အခုဆိုရင်ဒီနေ့မှာတော်တော်လေးကိုအဲဒီမှာ live လေးလာတဲ့သူတွေတော်တော်လေးများတယ်။အာလူတွေအပြည့်ပဲအဝင်ပါရမယ်။အော်ဒီဘက်ကိုကျွန်တော်ဆက်တက်။ကဲလူကတော်တော်လေးကျက်တယ်ကျွန်တော်လည်းတဝင်းချင်းနဲ့နည်းနည်းရိုက်နေတာပေါ့နော်။အခုစပြီးတော့မှဒါတရုတ်နိုင်ငံရဲ့အရှိအကြဆုံးကြောက်ထွင်းလက်ရာတွေကိုဒါစပြီးတော့ခန်းစားနေရတာဖြစ်ပါတယ်။တကယ်ကိုမှရှေးဟောင်းအာကြောက်ထွင်းလက်ရာရဲ့ပုံစံတွေကိုပြည့်တက်တွေကဒါကြည့်ရှုရမှာဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းမြင်ရတဲ့အခါမှာတော့တကယ် exciting ပဲ။ တော်တော်လေးလေးရာစုနဲ့အပြည့်ဆိုရင်ဒါ900စုလောက်တုံးကအဲထွင်းထုတ်ခဲ့တဲ့လက်ရာတွေပေါ့အဲ့တော့900စုဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်အဲတေရခိတရာနဲ့ခိပြိုင်လောက်ဖြစ်မယ်လို့ထင်တယ်။တေရခိတရာကအဲတရာစုကနေပြီးတော့မှ900စုဆိုတော့ဂျားရဲလောက်သွားကြမယ်ပေါ့နော်။အော်ဗကန်ခေတ်မတိုင်ခင်ကိုဒါတရုတ်နိုင်ငံရဲ့ဒီနေရာမှာဗုဒ္ဓဘာသာရေးခြင်းမှုထုံးကားနေရအောင်ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် Okay အားလုံးမြင်တဲ့အတိုင်းပဲလိုင်းကူတဲ့ကကြောက်ထွင်းလိုက်ရတယ်ကိုကြည့်ချင်တယ်ဆိုလို့ရှင်တော့ရိုးတန်းကြည့်လို့မရအခုလို့တိုးပြီးတော့ကျွန်တော်တို့ကြည့်ရမှာပေါ့နော်အဲ့တော့အဲကျွန်တော်နဲ့ကင်မရာနဲ့နှစ်ယောက်အတူတူတိုးကြလာလိုက်ပြီးတော့တိုးကြည့်ပေးပါပရိသတ်တွေလည်းတိုးမဲ့လာပြောတိုးလို့မရသေးဘူးဒီတဲမှာဆိုလို့ရှင်ကြောက်သားတွေကတကယ်ကိုအဲ့ခေတုံးကအာဒီဘိဒုကအမှုပညာရည်နဲ့ထွင်းထုတ်ထားတဲ့ဟာကိုကျွန်တော်တို့မြင်တွေ့ရတယ် ရုပ်ပွားတော်ရဲ့ပုံစံတွေလည်းပါတယ်ကျွန်တော်ဒီမြတ်စွာဘုရားတရားကျင့်ကြံနေတဲ့ပုံတွေနိုင်ငံတွေမှာရောကျွန်တော်ဒီအလဲမှာဆိုလို့ရှိရင်လည်းတို့အနေနဲ့တိတိကျကျအောင်ထွင်းထူထားတာကိုတွေ့ရမှာเนาะဒီကြားလေးထဲမှာလည်းအဲ့လိုအာရုပ်ပုံလေးတွေကိုထပ်ထပ်ပြီးတော့တင်တာမှာဖျားရှိခိုးနေတဲ့ပုံလေးလားပုံလေးတွေကတော့တိတ်ပြီးတော့မှကျွန်တော်တို့ဟိုအရင်ဒီတေးမကြတော့ဘူးเนาะအထဲတော့ဝင်ကြည့်လို့မရဘူးဒီနေရာလောက်ကပဲကျွန်တော်တို့ကြည့်လို့ရတယ်ဒါပေမဲ့အဲ့ဒီခေတ်အဲ့ဒီခါဆိုရင်တော်တော်လေးလေးရှေ့ကြပြီဆိုတော့ဒီ ဒီလောက်ထိကျွန်တော်တို့ထွေးထုတ်နိုင်နေဆိုတာကတော့တရုတ်နိုင်ငံရဲ့ကျောက်ထွင်းလူပညာဘယ်လောက်ထိရှေ့ကျခဲ့ရဘယ်လောက်ထိမြင့်မားခဲ့ရဆိုတာတော့ကျွန်တော်တို့မြင်တွေ့နိုင်တယ်他们有人出来的，现在我，哎。 တော်တော်တိုးပြီးတော့တွက်လာလိုက်ရပါတော့เนาะကဲတစ်ခေါက်တစ်ခေါက်တော့ဝင်ကြည့်ဖို့မလဲဂူရီကလည်းအများကြီးပဲဂူတိုင်းဂူတိုင်းမှာလေလူတွေကအပြည့်ကိုလာပြီးတော့မှအဲ့တော့ကျွန်တော်တို့ဒီတစ်ခေါက်သွားတဲ့ခေးစင်မှာဆိုလို့ရှိရင်ဒီနေရာကအာလာလာပြောက်လဲပတ်တဲ့သူတွေအများဆုံးနေရာလို့တော့ကျွန်တော်တို့ထင်တယ်အရင်ကအများကြီးပဲမနောက်တစ်ခုလည်းရှိသေးတယ်မတိုးရဲတော့ကြာအရိုက်ကန်ရအောင်မယ်ကျွန်တော်တို့ဒီမှာကင်မရာကြီးနဲ့တိုးနေရတာ အော်လက်ရပုံစံကတော့တော်တော်လေးတူတယ်အပြန်ကြည့်မယ်ဆိုလို့ရှိရင်ဟုတ်ဒါပေမဲ့ထဲမှာထွင်းထူထားတဲ့ပုံစံတွေကမတူတော့ဘူးနော်အော်နည်းရနေအပြင်ဟိုမျက်နှာချက်တွေမှာလည်းထွင်းထူထားတယ်ရှိစကြဘုံအဝိုင်းအဝိုင်းတွေပေါ့နော်ပြီးလို့ရှိရင်ကနှုတ်လက်ရမျိုးတွေထွင်းထူထားတယ်အာဒီမှာတော့တချို့စင်းထူတော်တွေရဲ့အဲခန္ဓာကိုယ်တွေမှာတော်တော်လေးပျက်စီးယိုရင်းတာတွေများနေပါတယ်အာဒီရုပ်ထု ထူထားတဲ့လက်ရာကိုကြည့်တဲ့အခါမှာကျွန်တော်ဘာလို့သွားပြီးတော့တတိယရလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်လည်းဒါအကောက်တောင်မှာဆိုလို့ရှိရင်ဒီလိုမျိုးအကြောက်ထွင်းလက်ရာတွေကိုမြင်တွေ့ရမယ်အဲ့လိုနိုင်ငံတွေမှာထွင်းထူထားတဲ့ပုံစံမျိုးတွေပေါ့ဒါပေမဲ့ဒီကောင်ကတော့ပို့ပြီးတော့ရှေ့ကြတယ်အကောက်တောင်ကကြတော့ကျွန်တော်ကဒီပင်လယ်ကမ်းဆက်ကနိုင်ငံတွေမှာအာဒီလှေနဲ့လာတဲ့သူတွေကနေပြီးတော့မှထွင်းထူတာပေါ့ဒါကကြတော့ကျွန်တော်တို့ကဒီမှာတည်တည်ချာချာအာဒီတောင်တောင်တွေတောင်တောင်တွေကြားထဲမှာကိုထွင်းထူထားတဲ့လက်ရာတွေပြီးတော့ အရန်လိုမှရှေ့ကြတယ်ကျွန်တော်တို့ဗကန်ခစ်မတိုင်ခင်ဆိုတော့စဉ်းစားကြည့်ဗျာဒါတေခစ်တရာခစ်လောက်ဆိုကျွန်တော်တို့နိုင်ငံမှာတမိုင်းတော်မှာကောင်းကောင်းမတင်နိုင်သေးတဲ့အချိန်မှာဒါမျိုးမှတ်တမ်းမဲ့ရထားနိုင်တယ်ဆိုတာဒါတကယ်ရှီဟောင်းအဝင်နဲ့ဗိတုကာတွေပဲပြီးတော့ကျွန်တော်တို့ဒါကယူနက်စကိုဝင်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်အဲ့တော့ရှန်ရှိပြည်နယ်ရဲ့ယူနက်စကိုဝင်ထားတဲ့နေရာ၃ခုမှာဒီနေရာကလည်းတနေရာအပါဝင်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေတကယ်ကဘာကြီးရဲ့ရှီဟောင်းအဝင်နဲ့လက်ရာတွေကိုအားလုံးအတူတူလိုက်ပါပြီးတော့ခံစားကြည့်ရှုနေရတာတကယ်ကမှအသေးပဲရှိမယ်လို့ထင်ပါတယ်ခင်ဗျာ အာကျွန်တော်ဒီမှာလာရောက်တဲ့ဧည့်သည်အရန်များတဲ့ခါမှာဧည့်သည်အရန်များကြီးလာရလို့မေးကြည့်တော့တို့ကဒါနည်းနည်းနည်းနေသေးတယ်တဲ့ဘာလို့လဲဆိုတော့အခုဩဂတ်စ်လကကြတော့ចောင်းနေဒါဖွင့်နေလာပေါ့ចောင်းနေပြန်ဖွင့်နေလာဖြစ်သွားပြီဇူလိုင်မှာဆိုလို့ရှိရင်အခုတွေးရတဲ့လူတွေရဲ့နှစ်ဆလောက်ထိလာပြီးတော့လဲတယ်အိုးအဲ့လိုနှစ်ဆလောက်ဆိုရင်ကျွန်တော်တို့တိုးလို့တော်ရမှာမဟုတ်တော့ကျွန်တော်တို့တရုတ်နိုင်ငံရဲ့ဗုဒ္ဓဘာသာကြတော့အိန္ဒိယနိုင်ငံကနေပြီးတော့ဆင်းသက်လာရဆိုပြီးတို့ရဲ့သမိုင်းတွေမှာတော့ဖော်ပြထားရပေါ့နော်အဲ့တော့ ဒီရင်ကန် gradus ပေါ့ရင်ကန်မှိုင်းကူတွေကိုတိစောက်ခဲ့တာကတရုတ်နိုင်ငံဒါ900စုလောက်မှာတရုတ်နိုင်ငံမြောက်ပိုင်းဝေမင်းဆက်ရဲ့လက်ထက်ပေါ့နော်အဲ့ဒီမှာတိစောက်ခဲ့တာဖြစ်တယ်အဲ့တော့ ဝင်းမင်းဆက်ကလည်းသူဒီဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့မှအရင်အားပေးတဲ့မင်းဆက်ဖြစ်တဲ့ခါကျတော့ဒီရင်းကန်လိုနေရာမျိုးမှာဒီလောက်ထိကြီးမားတဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အဆောက်အဦတွေအခုလိုမျိုးကျွန်တော်တို့အမှုပညာလက်ရာတွေကိုပုံပေါ်ဖန်တီးထားနိုင်တယ်ပေါ့နော်ဒါကလည်းအဲဒီလိုမျိုးဗုဒ္ဓဘာသာအားပေးအမြောက်ရှိတဲ့မင်းဆက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးလက်ရာတွေကိုမြင်တွေ့ရပဲဖြစ်ပါတယ်အဲ့တော့တော်တော်လေးကိုကြာပြီးဖြစ်တဲ့အဲတရုတ်နိုင်ငံရဲ့တမိုင်းကြောင်းတွေပြီးလို့ရှိရင်တရုတ်နိုင်ငံရဲ့ရေကျင်းမှုတွေနဲ့ပြည့်နေတဲ့နေရာတခုလို့ပြောရင်လည်းမှားပါဘူး အခုကျွန်တော်မြင်တွေ့နေရတာကတော့ရင်းကန်လိုင်းကူရဲ့အခြေဆုံးတိုင်ကိုတွေတွေကတစ်ခုပေါ့ဒီမှာကကျွန်တော်တို့အဘော်ဒီတက်တာရုပ်ထုပေါင်းတသိန်းကျော်ရှိတယ်ဂူပေါင်းက250နှစ်ဂူဆိုတော့တော်တော်လေးကိုများတယ်အဲ့တော့အဲဘော်ဒီတက်တာရုပ်ထုတသိန်းကျော်ကိုဖူးဖို့ကတော့မလွယ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တွေအဲရောင်းနိုင်သလောက်တော့ကျွန်တော်တို့သွားပြီးတော့မှဖူးရမယ် โอเคအခုကျွန်တော်တို့ရောက်နေတဲ့နေရာကတော့ကျွန်တော်ခုနတေချာမေးတော့ဒါကအာအမီတာဖာပေါ့ဒီရုပ်ပွားတော်ရဲ့နာမည်ကအမီတာဖာလို့တော့ကျွန်တော်တို့အမည်ရတယ်ပြီးရင်ဒီဘက်ကကျွန်တော်တို့နာမည်တွေမဟုတ်ပြဒါဖရာဆိုမြတ်စွာဘုရားနဲ့အတူတွဲပြီးတော့မှဆောင်းလျှောက်တဲ့သူတွေပေါ့နော်ဒီဘက်ကတော့ကိုယ်ရင်မေတော်ပေါ့အဲဒီဘက်ကတော့ကျွန်တော်နာမည်တေချာမသိဘူးအဲအဲ့လိုမျိုးပေါ့ဒါကိုယ်ရင်မေတော်လို့ပဲနောက်ထပ်မေတော်တပါလို့တော့ထင်ပါတယ်အဲ့တော့ဒါကကျွန်တော်တို့ဂိတ်3ပါနည်းနည်းလေးလူလေးကြက်လိုက်ဆိုတော့မြန်မြန်လေးသွားလိုက်မလားဓာတ်တော်ရာဒီဥလေးပို့ပြီးတော့မှသဘောကျတယ် အာအရင်လည်းမအေးဘူးပြီးတော့မိုးလည်းအရင်မများဘူးဗောနော်ဦးတိုင်းကြတော့မိုးလည်းအရင်များတယ်အရင်လည်းအေးရယ်ဗောနော်ဒါပေမဲ့သူ့ move ပြရတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ရဲ့ခံစားချက်ရဆိုလို့ရှင်တော့ဒီ dab တုံကအာဒီရာသီဥတုလေးပို့ပြီးတော့မှသဘောကျရယ်ဗောနော်ကျွန်တော်ခုနထွက်လာတော့ gain number 3အဲဒါကကျတော့ gain number 4နေရဗောနော်ဒါပေမဲ့မပြီးလိုက်ဘူးဗောအဲဒီဆောက်လို့မမီလိုက်ဘူးလို့သိရပါတယ်အဲ့တော့ဒီနေရာကတော့ကျွန်တော်တို့အာတကယ်ဆိုရင် gain number 4ဖြစ်ရမယ်နေရာပါကဲဒီနေရာပို့ပြီးတော့မှမိုက်တယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ အဒီရင်ကန်လိုင်းကူတွေနဲ့အဒီမှာတရုတ်နိုင်ငံရဲ့ရှေးဟောင်းအဆောက်အဦတွေကိုကျွန်တော်တို့တွဲပြီးတော့မှမြင်တွေ့ရမှာဖြစ်ပါတယ်အခုကျွန်တော်တို့သွားနေတာကတော့ gain number 6ကိုသွားနေတာပေါ့ gain number 5ကကြတော့အဒီ maintenance လုပ်ဖို့အတွက်ခဏပိတ်ထားရဲဆိုတော့ကျွန်တော်တို့ gain number 6ကိုပဲသွားလို့ရမယ်ဩဒီမှာဒီလိုမျိုးဇောင်းတန်းလေးနေသွားတာရှောက်လန်းနေတယ်မိုးရွာမှာဆိုတော့အမိုးတွေပါလဲလုပ်ပေးထားတယ်ဟာဒီမြင်ကွင်းကိုကြည့်လိုက်လို့ရှိရင်ဒါတရုတ်နိုင်ငံရဲ့ဝေမင်းဆက်တို့အာမင်းမင်းဆက်တို့ရဲ့ခစ်ကို တကယ်ကိုပြန်ရောက်သွားတယ်လို့ခံစားလိုက်ရတဲ့နေရာတစ်ခုအာကျွန်တော်တို့ဒီကနေ return စီရအောင်အခုကျွန်တော်တို့ game number 5ရဲ့ရှေ့ကိုရောက်နေပြီเนาะဒီဘက်အချမ်းကတော့ game number 5ပါအခုပဲကျွန်တော်မေးကြည့်တာတော်တော်လေးကိုကျွန်တော် game number 5တဲဝင်ကျင်သွားတဲ့အကြောင်းရင်းရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီ game number 5ထဲမှာတဲ့ journey to the works အားလုံးသိကြတဲ့စူးခုံရဲ့ဇလန်တွဲကိုတချို့စင်မျိုးဒီထဲမှာရိုက်ထားလို့ပြောရပြအာ အဲ့ဒါကြားလိုက်တော့ကျွန်တော်တကယ်ဝင်နေသွားတယ်ဒါပေမဲ့အခုကတော့ maintenance လုပ်ဖို့အတွက်ပိတ်ထားတော့ဝင်လို့တော့မရဘူးပေါ့နော်အဲ့ပြီးရင်ကျွန်တော်ဒီမှာအပြင်ကနေတော့ကြည့်လို့ရတယ် gain နဲ့မဖိုက်ကဲဒါကတော့ gain နဲ့မဖိုက်ဖြစ်ပါတယ်အဲ့တော့စူးဘုံနေနဲ့မိစ္ဆာတွေကိုတိုက်ခိုက်တာတို့ဒါဆီယာရောနဲ့ခီးထွက်တာတို့အကုန်လုံးကတချို့စင်းတွေမှာဒီထဲမှာရိုက်ကူးထားတာကိုကျွန်တော်တွေတွေ့ရမှာပါအဲ့တော့အစူးကုံရိုက်ခဲ့တဲ့နေရာကိုကျွန်တော်ငယ်အရင်ကြိုက်ခဲ့တဲ့ရုတ်တန်ဇလန်တွေရဲ့တကယ်ရိုက်ခဲ့တဲ့နေရာကိုကျွန်တော်တို့ရောက်နေရပါအဲ့တော့စူးကုံရဲ့ fan တွေပြိတိုက်ထဲမှာရှိလို့ရှင်လေလိုက်ပါခန်းစားလို့ရတယ် ဒီလိုမျိုးကြောက်ဆောင်နေကြတဲ့မှာအဲ့လိုတစ်သားတွေကိုထွန်းထုတ်ထားတဲ့လက်ရာတော့တော်တော်လေးကိုမြောက်နေဗျကျွန်တော်တို့တခြားနိုင်ငံတွေမှာဆိုမြင်တွေ့ရခက်တယ်ပေါ့နော်ကြော်ဒီကြောက်ထွန်းလက်ရာဆိုကြောက်ထွန်းလက်ရာတီးတန်ပဲတစ်သားဆိုလည်းတစ်သားလက်ရာတီးတန်ပဲပေါ့နော်ဒီမှာကျတော့ဒီကြောက်သားတွေကြားထဲမှာပေါ့နော်တကယ်တူးတယ်ကြီးမားတယ်ကြားထဲမှာကိုအဲဒီတစ်သားအမှုပညာတွေဒါဘိဒုကပညာတွေကိုဟိုပေါ်ကျူးထားနိုင်တာကတော်တော်လေးကိုလက်ရမြောက်တယ်။နှစ်ခုပေါင်းဆက်ထားနိုင်တယ်လို့ပြောလို့ရရပါတော့။ဒါကတော့ကျွန်တော်တကယ်ကိုသဘောကျတဲ့အမှုပညာလက်ရတွေပါ။ အခုကျွန်တော်မြင်တွေ့နေရတဲ့အဆောက်အဦကကြတော့အဲဒါတေယုတ်အာကီတက်စ်နဲ့အဲဒီတက်တာတွေကကြတော့အာဖရိကပေါ့ဆော့အာဖရိကတောင်အာဖရိကတက်တာတွေနဲ့ပေါင်းဆက်ပြီးတော့မှဆောက်လုပ်တာတဲ့အဆောက်အဦဖြစ်ပါတယ်ဒါကနည်းနည်းလေးတော့ဒီဘက်ခစ်ကိုရောက်တယ်ပေါ့နော်2012ဆိုတော့2012မှာပြောက်ခဲ့တဲ့အဆောက်အဦပါအဲ့တော့ဒီတက်တာတွေရဲ့ပုံစံကတခြားတက်တာတွေနဲ့နည်းလေးကွဲနေတယ်ဘာလဲဆိုတော့ကျွန်တော်ဒါကကြတော့အာဖရိကနဲ့ယူလာတဲ့တက်တာတွေနဲ့တိောက်တာဖြစ်ရကြောင်မလို့ဒါကလည်းဒီကြားထဲမှာနည်းနည်းလေးထူးခြားတဲ့ breeding တစ်ခုပါပဲ ပြီးတော့ကျွန်တော်သဘောကျတယ်တခုချက်ဒီဘက်မှာတစ်ချက်ကြည့်လို့ရှင်လဲအေးတိဆောက်ထားတဲ့တစ်တာဘီတုကလက်ရပါအဲ့တော့တရုတ်နိုင်ငံကိုပြောရမယ်ဆိုရင်ကျွန်တော်တစ်တာနဲ့ထွင်းထူထားတဲ့လက်ရာတွေကိုတော်တော်လေးကိုသဘောကျတယ်ဗျာဘာလဲဆိုတော့တခြားနိုင်ငံတွေနဲ့လုံးဝကွဲထွက်နေတဲ့ဒီတစ်တာတိဆောက်မှုပုံစံတွေဘီတုကလက်ရာတွေအဲကျွန်တော်တို့တွေတစ်ခါကြိုက်အာဒါအုံနဲ့ဆောက်လိုက်တာလားဘယ်လိုဆောက်လိုက်တာလဲလို့ဖြစ်ရအောင်ဒီကိုဒါမှင်သက်เสียအကောင်းလေဥပမာကျွန်တော်ခေါင်းမိုးတွေဝယ်ကြည့်ဒါဆိုရင်ကျွန်တော်တို့ဒီ အာပြည်သူတရားရှင်ဇလန်တွဲမှာဆိုလို့ရှိရင်ဒါပေါင်ချိန်ကားရဲ့ဘာတွေမှာဆိုလို့ရှိရင်ဒီတရားရုံးတို့ဘာတို့ရဲ့ခေါင်းမိုးပုံစံတွေဒီလိုမျိုးတွေပေါ့ဒါဆိုရင်တကယ်ကိုတစ်သားအနေနဲ့တေချာထွေးထုတ်ပြီးစောက်ထားတာကတော်တော်ကိုအမှုပညာမြောက်တဲ့အဲကြည့်ရှုရတဲ့သူတို့လည်းတကယ်ကိုခံစားမှုရတဲ့ကောင်းတဲ့အမှုပညာပုံစံမျိုးတွေဖန်တီးထားတာအဲ့တော့ဒီတစ်သားအမှုပညာလည်းပတ်သက်လို့ရှိရင်တော့ဒါတရုတ်နိုင်ငံရဲ့ architect တွေကိုတော့တကယ်ကိုလေးစားရမယ်တကယ်ကိုချီးကျူးရမယ်ကျွန်တော်တို့ ဒါကတော့ကျွန်တော်တို့ gain နဲ့မဲ့စက်ခွန်မှာအာသူတို့ကတော့ဒါ future folder လို့ခေါ်ရဲပေါ့နော်နောက်ပွင့်လာမဲ့ဖရားပေါ့မတေးရဖရားရဲ့ရုပ်ပုံကိုထွန်းထုတ်ထားတဲ့အကူလို့ပြောပါတယ် ာကျွန်တော်တို့ဒီမှာဆိုရှင်ဗုဒ္ဓရုပ်ဘွားတော်ရဲ့လက်ဝါတော်နဲ့ဒါ high five လုပ်တဲ့ပုံစံမျိုးလေးတွေရိုက်ကြတာတော့ရှိရပါတော့ကျွန်တော်တော့မရိုက်ရဘူးအဲ့တော့ဒီမှာတော့သူတို့ရင်ကျေးမှုနေနဲ့အဲ့လိုမျိုးရိုက်ကြတဲ့ပုံစံမျိုးတွေလည်းကျွန်တော်မြင်တွေ့ရပါတယ်တော်တော်များများခီးသွားတော်တော်များများဒီမှာလာရောက်ပြီးတော့ရိုက်ကြပါတယ်ဒါကတော့ကျွန်တော်တို့ game number 19ပေါ့နော်အဲဒီက ျွန်တော်ရင်းကပ်မှာရှိတဲ့ language ထဲမှာဆိုလို့ရှိရင်ဒီဗုဒ္ဓရုပ်ပွားတော်ကဒုတိယအမြင့်ဆုံးလို့ကျွန်တော်သိရတယ်63.8မီတာပေါ့63.8မီတာလောက်ထိအမြင့်ရှိပါတယ်အဲ့တော့သူဒီရင်းကပ်ရဲ့ကျွန်တော်ရုပ်ပွားတော်ထဲမှာအမြင့်ဆုံးကကြတော့အဲဂိမ်းနံပါတ်5မှာရှိရပြကျွန်တော်ဝင်လို့မရအောင်အဲ့ဒါကျတော့73.4မီတာရှိရပေါ့အဲ့ဒါကတော့အမြင့်ဆုံးပါအဲဂိမ်းနံပါတ်5မှာဒါကတော့ကျွန်တော်တို့ဂိမ်းနံပါတ်19ဖြစ်ပါတယ်ဒုတိယအမြင့်ဆုံးရုပ်ပွားတော်ဖြစ်ပါတယ် ဒီဗုဒ္ဓရေဘွားတော်ရဲ့ပုံစံကလည်းတော်တော်လေးကိုလက်ရမြောက်ပြီးတော့မှရှေ့ကြလို့တော်တော်ရရဲ့ပြီးတော့ဒူးတဲ့အားဖြင့်လည်းတော်တော်လေးကြီးရယ်ပေါ့နော်အဲဒီဆောက်ထားတဲ့ပုံစံတွေရောပြီးတော့အဲသူ့မှာပျက်စီးယိုရင်းနေတဲ့ damage တွေအနည်းငယ်ရှိပေမဲ့အဲ့ဒီခေတုံးကဘိတုကာအနုပညာတွေကိုကျွန်တော်တို့ပြန်ပြီးတော့ခံစားလို့ရတယ်အဲ့တော့ကျွန်တော်တို့အဝေးကနေမြင်ရတဲ့အခါမှာဆိုလို့ရှိရင်ဒီဗုဒ္ဓရေဘွားတော်ရဲ့ အဲထုစစ်ထားတဲ့အသေးစိတ်ပေါ့နော်တင်ငန်းကအစကျွန်တော်တို့အသေးစိတ်လေးထုစစ်ထားတဲ့လက်ရာတွေကိုခံစားရပါတယ်အဲ့တော့တရုတ်နိုင်ငံရဲ့ရှစ်ခေတ်ပြည်သူ့ကာပညာတွေကတော့ဘလောက်ထိလက်ရာမြောက်ခဲ့တယ်တိုးတက်ခဲ့တယ်ဆိုတာတော့ကျွန်တော်တို့ဒီရင်းကန်လှိုင်ကူရရဲ့အနုပညာလက်ရာတွေကိုကြည့်ရှုတာနဲ့အားလုံးကသိနိုင်မယ်လို့ထင်ပါတယ်ဒီဗုဒ္ဓယောဂတော်ကတော့အဲကျွန်တော်ဒီလက်ရာတွေမှာဆိုရင်သဘောအကျမိဆုံးတစ်ခုလို့ပြောပါမယ် โอเคပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Journey to the Shanxi ဆိုတော့ဒါ Shanxi တို့ခီးသွားခြင်းစီစဉ်ကနေပြီးတော့မှာ တရုတ်နိုင်ငံဒါရှန်ရှိပြည်နယ်တွေကတကက်ကမ္ဘာအမွေနဲ့ရင်းကျေးမှုနေရာတစ်ခုဖြစ်တဲ့ UNESCO ဝင်ထားတဲ့ရင်းကန်လှိုင်ကူတွေရဲ့အကြောင်းနဲ့ဒါရင်းကန်လှိုင်ကူတွေမှာဒါပရိသတ်တွေအနေနဲ့ပေါ့နော်ကျွန်တော်တို့တွေမြင်တွေ့ရတဲ့ဗုဒ္ဓရုပ်ဘွားတော်တွေပြီးလို့ရှိရင်တို့ရဲ့တမိုင်းကြောင်းတွေကိုပရိသတ်တွေဒီဆက်ပေးကြတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒါဂျာနီတုသက်ရှန်ရှိစီစဉ်မှာဆိုလို့ရှိရင်တော့တရုတ်နိုင်ငံရဲ့တကက်အထင်ကြီးရအမွေနဲ့နေရာတွေများစွာကိုတွားရောက်ပြီးတော့မှလေးလာရိုက်ကူးမှုတွေပြုလုပ်နေရပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်နောက်ထပ်ထပ်မံပြီးတော့မှသွားမယ်နေရာကတော့ပို့ပြီးတော့မှအဲပရိသတ်တွေကြီးစုလို့စိတ်ဝင်စားစေမယ့်နေရာတစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ ချိတ်ဆွဲထားတဲ့ခရီးအကြောင်းများလို့အမည်ရတဲ့အာ hanging table ပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့စီမှာတော့ long table နှုတ်ဆက်ချင်ပါတယ်ခင်ဗျာအဲ့တော့နောက်တစ်ပိုင်းမှာဆက်လက်ပြီးတော့ဆောင်ရွက်ရှိဖို့ကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအဲ့တော့ဖော်ချွန်တီဗီရဲ့ပရိသတ်တွေအားလုံးလည်းသိကျင်လာခြင်းကိုယ်ချမ်းပါခြင်းနဲ့ပြည့်စုံကြပါစေနောက်တစ်ပိုင်းမှာပြန်လည်ပါမယ် thank you ပါ